လူသားတမိုင်းမှာလူသေးပြောက်များဆုံးဖြစ်ခဲ့ရတဲ့ငလင်ကြီး၅ခုအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလွှမ်းကထူးခြားဆန်းပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာကြီးပေါ်မှာဆိုးရွားဆုံးသောသဘာဝဘေးဒဏ်တွေကိုစင်စက်မပြတ်ခံစားလာခဲ့ကြရပါတယ်ဒီအထဲမှာငလင်တွေလည်းတစ်ခုပါဝင် ဖြစ်ပါတယ်ငလင်တွေဆိုတော့ကကြိုတင်ခံမှန်းလို့လည်းမရတာကြောင့် Rich Star Skate ကြီးရင်ကြီးသလိုတေးကြီးပြည့်စုံမှုဆုံးရှုံးမှုတွေကြီးမားရပါတယ် ဒီနေ့မှာတော့လူသားသမိုင်းရဲ့အဆိုးရွားဆုံးသောငလင်တွေကလူသေးပြောင်းများဆုံးငလင်ကြီးတွေကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ရှန်ရှိငလင်1956ခုနှစ်တုန်းကတရုတ်နိုင်ငံရှန်ရှိခရိုင်မှာလောက်ခတ်ခဲ့တဲ့ငလင်ကလူပေါင်း၈သိန်း၃၀၀ကျော်ကိုတက်ရောက်မှုရှိသေးခဲ့ပါတယ်။ငလင်ကြောင့်မြို့တစ်မြို့လုံးရစရာမရှိအောင်ပျို့ကျပျက်စီးခဲ့ရပြီးလူအသေးပြောက်စည်းရင်းကိုကောက်ယူလို့မလွယ်နိုင်အောင်ဆိုးရွားခဲ့တာဖြစ်ပါတယ်။နံပါတ်၂တန်ရှမ်းငလင် 1986ခုနှစ်ကတရုတ်နိုင်ငံတန်ရှမ်းမှာလှုပ်ခတ်ခဲ့တဲ့လူပေါင်း2400ကျော်ထိတေဆုံးခဲ့ရပါတယ်။20ရာစုနောက်ပိုင်းမှာတော့တန်ရှမ်းကတရုတ်နိုင်ငံရဲ့စစ်မှုမျိုးတစ်မျိုးဖြစ်လာခဲ့ပေမဲ့အစိုးရငလင်နံကနေနလန်ပြန်ထနိုင်ဖို့အတော်လေးကိုစူးစမ်းခဲ့ရပါတယ်။မျိုးရဲ90ရာခိုင်နှုန်းကျော်ကအစာအုပ်တွေပြိုကျပျက်စီးခဲ့ရတာပါ။နံပါတ်3ဆူမာဒရာငလင်2004ခုနှစ်တုန်းကကမ္ဘာနိုင်ငံတွေတော်များများကိုတက်ရောက်မှုရှိသေးတဲ့ငလင်ဖြစ်ပါတယ်။ အဓိကခန်းစားခဲ့ရတာကတော့အင်ဒိုနီးရှားနိုင်ငံဆူမာဒရာကျွန်းဖြစ်ပါတယ်။ဆူမာဒရာကန်ယိုရန်အနီးမှာရစ်စတာစကိတ်9.1အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူတွေဟာငလင်တန်းပြင်ဆူနာမီလိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုဒဏ်တွေကိုပါခံစားခဲ့ကြရပြီးအပြည့်စည်တွေများစွာနဲ့လူသေပြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။အိန္ဒိယသမုဒ္ဒရာထဲမှာဆိုရင်ဆူနာမီလိုင်းကြီးတွေရဲ့အမြင့်ကပီဒီယာလောက်တောင်ရှိခဲ့တာပါ။ဒီငလင်ကအင်ဒိုနီးရှားတနင်္ဂနွေနေ့မှာတော့လူပေါင်း36000ကျော်ထိတေဆုံးခဲ့ရပြီး နိုင်ငံပေါင်း40ကျော်ပေါင်းလိုက်မယ်ဆိုရင်လူပေါင်း23သိန်းကျော်တေဆုံးခဲ့ရပါတယ်။ဒီငလင်ကြောင့်ဖြစ်တဲ့ဆူနာမီကမြန်မာ၊ထိုင်း၊တီရီလင်္ကာနိုင်ငံတွေအထိပါ လာရောက်ရက်ခဲမှုတွေရှိခဲ့ပါတယ်။နံပါတ်၄ဟစ်တီငလင်2010ခုနှစ်တုန်းကဟစ်တီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကလည်းအတော်လေးကိုဆိုးရွားခဲ့တာပါ။လူဦးရေထူထပ်တဲ့မြို့တော်မှာဆိုရင်တမျိုးလုံးကအဆောက်အဦတွေပြိုကျပျက်စီးသွားခဲ့ရပြီးတမျိုးလုံးရားစရာမရှိအောင်စစ်စစ်ညက်ညက်ကျေမွသွားခဲ့ရပါတယ်။ ဒီငလင်ကြောင့်လူပေါင်းနှစ်သိန်း3000ကျော်တိဆုံခဲ့ကြရပါတယ်။အထက်မြင့်အစအဦးကြီးတွေအောက်မှာပြိမိတိဆုံသူတွေအများကြီးရှိခဲ့ပြီးတချို့ကလင်းငယ်လေးတွေဆိုရင်မိဘမဲ့ဖြစ်သွားခဲ့ကြရပါတယ်။နံပါတ်5ဟိုင်ယွမ်ငလင်1920ခုနှစ်မှာတုန်းကလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။အင်းအရစ်တာစကီ7.5ဆင့်ရှိခဲ့တဲ့ငလင်ဖြစ်ပါတယ်။ဒီငလင်ကြောင့်တောင်တွေပြိုသွားခဲ့ပြီးမြစ်တွေလည်းစီးသင်းလို့မရအောင်အထိပိတ်ဆို့သွားခဲ့ရပါတယ်။ငလင်ရဲ့အင်အားကြီးတဲ့လှုပ်ခတ်မှုကြောင့်အရှေ139ကီလိုမီတာ မိုင်နဲ့ဆိုရင်149မိုင်လောက်ထိရှိတဲ့ပြည့်ရွေကြောင်းကြီးတစ်ခုပါဖြစ်ပေါ်သွားခဲ့ရပါတယ်။ဒီငလင်းကြောင်းလူပေါင်း23,300 300လောက်ထိတေဆုံးခဲ့ရပြီးတရုတ်နိုင်ငံရဲ့လူသေးပျောက်အများဆုံးငလင်းတွေကတစ်ခုဖြစ်ခဲ့ပါတယ်။အဆုံးထိကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။